ကျွန်တော်တို့ကအခုဖြတ်တန်းနေရတဲ့ကာလကတာမန်အခြေအနေမဟုတ်တဲ့ကာလကိုဖြတ်တန်းနေရတာဆိုတော့အဲ့ဒီကာကြတော့ဟိုဝေဘန္တာတွေကတော့အမျိုးမျိုးရှိမှာပဲသို့တော့ကျွန်တော်တို့ဖြတ်တန်းမှုရပြောရရင်တော့မြန်မာနိုင်ငံမှာတခုတည်းသောနဲ့ဟိုပထမဆုံးသောတနိုင်ငံလုံးအတိုင်းအတာနဲ့ပြည့်ခတ်ရစဲမှုစာချုပ်ဆိုတာဒီတခုပဲရှိတယ်အဲ့တော့ချုပ်ဆိုခြင်းတုန်းကလည်းအချိန်ချင်းညှိနှိုင်းဆွေးနွေးပြီးတော့မှာ ဒါကျွန်တော်တို့ပြည်တွင်းသက်တည်ဒါကျွန်တော်ကိုယ်တိုင်လည်းအတိသက်တည်ဖြစ်နေလက်မှတ်ထိုးခဲ့တယ်နိုင်ငံတကာသက်တည်တွေနဲ့ခိုင်ခိုင်မာမာချုပ်ဆိုခဲ့တဲ့စာချုပ်ဖြစ်တယ်နောက်တစ်ခုကတော့လွတ်တော်မှာတင်သွင်းပြီးတော့အတည်ပြုထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ NCA စာချုပ်ရဲ့တရားဝင်မှုခိုင်မာမှုကအင်မတန်မြင့်တယ်အဲ့တော့ခုချိန်ထိလည်း NCA စာချုပ်ကနှုတ်ထွက်လိုက်ပြီး NCA စာချုပ်ကိုဖျက်သိမ်းလိုက်ပြီးလို့တရားဝင်ပြောဆိုတာမျိုးလည်းမရှိဘူးဆိုတော့ ဟိုပฏิပက္ခမြင့်တဲ့အချိန်မှာကတော့စိတ်ကံစားချက်တွေနဲ့ပြောဆိုနေကြတာတွေရှိပေမဲ့ဟိုဒီလိုစာချုပ်မျိုးတစ်ခုဖြစ်လာဖို့တက်ကပြန်ဆဆိုရင်ဘလောက်ခက်ခဲမယ်ဆိုတာတကယ်ကြိုးပမ်းခဲ့ကြတဲ့သူတွေအားလုံးသိပါတယ်ဒီသူတွေ့ကြတော့ NCA ရဲ့ဒီခံထားခွင့်အသိမခံထားဘဲလို့ဖြစ်နေဒီပေါ်ဒီသူတွေ့ပါလို့လည်းမရှိအဲ့တော့အခုလောလောဆယ်ကတော့သူကဒီ NCA စာချုပ်ချုပ်ဆိုတဲ့အချိန်မှာတစ်ဖက်ကအစိုးရတတ်မတော်လွတ်တော် တစ်ဖက်ကတိုင်းသားလက်နက်ကိုင်အဖွဲ့စည်းများစုပြီးတော့ထုတ်ဆိုခဲ့တာဆိုတော့အခုကတော့ပြောရင်တော့အင်္ဂါမစုံသေးဘူးဖြစ်နေတယ်အဲ့တော့တကယ်လို့ရွေးကောက်ပွဲဖြစ်ပေါ်သွားပြီဆိုရင်တော့လွတ်တော်ပေါ်လာမယ်လွတ်တော်ကနေဖွဲ့စည်းတဲ့အစိုးရပေါ်လာမယ်ဆိုရင် NCA ကိုကျွန်တော်တို့ကဟိုအင်္ဂါစုံအောင်ဆက်လက်ဆောင်ရွက်ဖို့အတွက်ကကျွန်တော်တို့ဒါအစိုးရတက်မတော်လွတ်တော်ဆိုတဲ့အစိပ်ပိုင်းပေါ်လာမယ်ဒီဘက်ကလည်းဒါကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများဆိုတာပေါ်လာမယ် နောက်တစ်ခုကတော့ NCA လက်မှတ်မထိုးတဲ့ဖွဲ့စည်းတွေနဲ့ bilateral ပေါ့နှစ်ဖက်ဆွေးနွေးညှိနှိုင်းတာတွေလည်းကျွန်တော်တို့အများကြီးရှိလာတယ်။ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီနိုင်ငံရေးအပြောင်းအလဲမှာနိုင်ငံရေးနည်းလမ်းနဲ့တဆင့်ပြီးတဆင့်ဖြစ်ပေါ်ပြောင်းလဲဖို့အတွက်ကျွန်တော်တို့စ조사နေတာဖြစ်ပါရဲ့ဗျ။အဲ့တော့ဟိုကနပြည်သူတွေနဲ့ပတ်သက်တဲ့ဘိုင်ပြောရလို့ရှိရင်လည်းကျွန်တော်တို့ GMC မှာဆောင်ရွက်နေတဲ့ကာလတစ်လျှောက်လုံးမှာဒီထိတွေ့မှုပြစ်ခတ်တိုက်ခိုက်မှုတွေကိုဒီတိုင်းအဆင့်ပြည်နယ်အဆင့်မှာတင်ဖြည့်ရှင်းလိုက်နိုင်တာတွေအများကြီးရှိပါတယ်။ အဲ့တော့တကယ်လို့ဒါ NCA ပြန်တက်ဝင်ပြီဆိုရင်ဒီကျွန်တော်တို့စီရေးပฏิပက္ခအကြောင်းဖြစ်တဲ့ကိစ္စတွေကိုကြည်ပြတ်မသွားအောင် ကြီးထွားမသွားအောင်ကျွန်တော်တို့ဒီ JMC ရဲ့ mechanism ပေါ့ရန်တရားစနစ်ကိုတုံးပြီးတော့ကျွန်တော်တို့ဖြည့်ရှင်းနိုင်ခဲ့တာတွေအများကြီးရှိပါတယ်သူဘာမှတကဘုံနဲ့ပြောရရင်မစားရဲမဲ့တဲနဲ့ပဲတည်းဆိုတဲ့လုံခြံမျိုးတွေလည်းသူတွေ့ရဒီပေါ်ရောဘယ်လိုဖြစ်တဲ့နေထင်လဲနိုင်ငံရေးကွဲလွဲမှုတွေဟိုကျွန်တော်တို့နိုင်ငံရေးဒီပฏิပက္ခသိမ့်မြင့်တဲ့အချိန်မှာ ဟိုရက်ထဲမှာရံပြက်တယ်လို့ပေါ့အဲ့ဒါတာမန်တော့ခွန်ကြီးခွန်ငယ်ပြောတာပဲတော့လက်တွေပါလာကြတော့အဲ့ဒီခါကျရင်ဆဲကြဆိုကြတွေဟလာဟိုပြောကြတဲ့ဟာတွေကိုဒါကိုကျွန်တော်တို့ကအချိန်မှဒီလူတွေကပြန်စကားပြောရမှာပဲပြန်ဆွေးနွေးရမှာပဲအော်ဒါကြောင့်မလို့ဟိုကျွန်တော်တို့ကတစ်ဖက်ကိုတစ်ဖက်ဟိုတိတ်ပြီးတော့ဟိုထိခိုက်နာကြီးသွားလောက်အောင်အထိမဖြစ်အောင်ကတော့ဘယ်တီးတီးကထိမ့်မှုလိုတယ်လို့မြင်ပါတယ် NCA ဆက်လက်ရှင်းတမ်းမှု အဲ့တော့အဓိကကတော့ကျွန်တော်တို့ကဒီ NCA ဖြစ်စဉ်ကလက်ရှိရွေးကောက်ပွဲနဲ့လည်းဆက်ဆံနေတယ်။အဲ့တော့ရွေးကောက်ပွဲပြီးသွားရင်တော့ခုနကလွတ်တော်အစိုးရတက်မတော်ဆိုတဲ့ဒီဘက်အစိုးရဘက်ချမ်းကအင်္ဂါဆုံသွားမယ်။အဲ့တော့ဟိုဘက်ကလည်းကျွန်တော်တို့ဒါတိုင်းသားလေးနဲ့ကန်ဖွဲ့စည်းများမှာအခုတော့ဆယ်တော့ 7E ဟိုပေါ့။အဲ့တော့လက်မှတ်ရေးထိုးထားတဲ့10ဘွဲ့နဲ့ကခုနှစ်ဘွဲ့ရတော့သူကအစုစည်းအနေနဲ့ဆက်ရှိနေတယ်။ဆိုတော့ရွေးကောက်ပွဲပြီးသွားလို့ခုနက NC နဲ့ပတ်သက်လို့ review လုပ်တာတွေပြန်သုံးသပ်တာတွေလည်းလုပ်ဖို့လိုတယ်။အဲဆိုစနစ်တာကာလာတော်အတွင်းမှာဘာတွေအားကောင်းခဲ့တယ်လဲ၊ဘာတွေအားနည်းချက်တွေရှိခဲ့တယ်လဲ။ဒါတွေကမလွဲမချောင်သွားကျွန်တော်ပြန်သုံးသပ်ရမှာပဲ။သုံးသပ်ပြီးတော့အလားကျွန်တော်တို့ဆိုရင်ဒါ GMC မှာတစ်လျှောက်လုံးလုပ်ခဲ့တော့ဥမာအပြင် NC မှာသဘောတူထားတဲ့ဝါးရစကလုံးတွေကိုအိပယ်ဖွင့်ဆိုမှုဆိုင်ရာပြဿနာတွေရှိတယ်။ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့ဟိုဒီ NC မှာပါတဲ့နိုင်ငံရေးလမ်းပြမြေပုံရှိတယ် အဲ့ဒီထဲမှာကျွန်တော်တို့ကဟိုပြည်တော်စုသဘောတူစာချုပ်တွေချုပ်တယ်တင့်နှစ်3ပေါ့အပိုင်းတင့်နှစ်3ကျွန်တော်လက်မှတ်ထိုးတယ်လွတ်တော်မှာအတည်ပြုတယ်ပြီးတဲ့အခါကျတော့ဒါတွေကိုအကောင့်ထဲပို့ဖို့ကိစ္စတွေမှာကျွန်တော်တို့ရပ်တန့်နေတာတရှိတယ်နောက်တစ်ခုကတော့ NCA စာချုပ်မှာပါတဲ့ဂျားကာလအစီအမံများဆိုတဲ့အပိုင်းအဲ့ဒီဟာကိုကျွန်တော်တို့မလုပ်နိုင်တာရှိတယ်အဲ့တော့ဒါတွေကိုပြန်ပြီးတော့အသက်ဝင်လာအောင်လုပ်ရင်တစ်ဖက်ကလည်းယုံကြည်မှုပြန်ပြီးတော့ရလာမယ်လို့မြင်ပါတယ်။အဲ့တော့ဟိုတခုရှိတာတော့အဓိကပြည်သူတွေကိုပြောချင်တာ အဲ့တော့ဒီ social media ပေါ်မှာပြောဆိုနေတာကြတာလောက်နဲ့လမ်းဆုံးမသွားစေချင်ဘူးတကယ်ငြိမ်းချမ်းရေးပြဿနာကိုလက်တွေ့ဖြေရှင်းတဲ့သူတွေကဟိုဘလောက်ခဲရခဲစစ်ဖြတ်တန်းခဲ့ရတယ်ဆိုတာအားလုံးသိပြလားသိကြပါတယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကရှိနေတဲ့အခြေအနေတွေကိုအကုန်ဖြည့်ဆည်းပြီးတော့အကုန်ဖြည့်ပြီးမှအစ်စ်ပြန်လုပ်မယ်ဆိုတာပြောရတာလွယ်တာအဲ့တော့တကယ်တကယ်မှာပြောတိုင်းပြည်သိနေတာတော့ပြည်သူတွေလည်းတေချေပျက်စီးတာတွေအရန်ဆုံးရှုံးမှုတွေဖြစ်နေတဲ့အချိန်မှာအကုန်ဖြည့်ဆည်းပြစ်မယ်ဆိုတာမျိုးတက်ကို ရောက်တဲ့နေရာကနေပြီးတော့အကောင်းဆုံးဘယ်လိုပြုပြင်ပြီးတော့တိုးတက်အောင်လုပ်မလဲဆိုတော့ချစ်ကပ်ပုံမျိုးနဲ့ချစ်ကပ်တာကပို့ပြီးတော့ဒါအတိပဲရှိတဲ့ထိရောက်တဲ့ချင်းကပ်မှုဖြစ်မယ်လို့မြင်ပါတယ်။ကျွန်တော်တို့ဆယ်နှစ်ပြည့်ခဲ့ပါပြီ။ကျွန်တော်တို့ထိန်းသိမ်းသိမ်းနဲ့ဆက်လက်ပြီးတော့ထိန်းတောင်းလာတာ။ မပြတ်မစည်းဘဲနဲ့အခုဆိုရင်ပြန်ပြီးတော့လမ်းကပြန်ဖွင့်တယ်သူတို့ပြင်းကျွန်တော်တို့ပထမ line ရှိပါတယ်။ဒါ line နဲ့ဖြစ်စားနေတာပေါ့။ဟာ line နဲ့ဖြစ်စားနေတယ်။ကျွန်တော်တို့သမ္မတဥပဒေနဲ့ဖြစ်ကြတယ်ပထမ line ။အဲ line ပြီးတဲ့နောက်မှာတစ်ခဏလေးမှိန်သွားပြီးတော့အခုဒုတိယ line ပြန်ပြတ်။ပြန်ပြတ်လာတဲ့အချိန်မှာအဖေကပြတ်မစည်းဘဲနဲ့ဆက်လက်ပြီးတော့ အလုပ်ဆက်လုပ်နိုင်အောင်ဦးတည်ထားပါတယ်။အဲဒီလက်မှတ်ထိုးတော့ကဥဆောင်ပေးတဲ့ဒေါက်တာယူဒူဆေးကိုပေါ့။ဒီကိုရာလည်းဒီမှာတက်ရောက်ပြီးတော့ MC ရဲ့အထိမ်းမှတ်ကိုအားပေးတာဖြစ်တယ်။တိုးတူရဲ့ MC မှာလက်မှတ်ထိုးခဲ့တဲ့သမဒရီဝင်းလို့တော့အကရမရှိမှာလေအချိန်မှာလက်မှတ်ထိုးရတဲ့ကွယ်ဦးကြီးကျောင်းနဲ့တူဦးကြီးကျောင်းကအချိန်လေးတောင်ရှိနေသေးတယ်။ဒါကြောင့်သူတို့ကအချိန်ကိုလိတန်းမှာပါတဲ့အတိုင်းမှာ အောင်မြောင်းကောင်းတယ်ပေါ်တော့မျိုးကတိစစာပြုပါပြီဒီတိုင်းဆက်သွားမှာဖြစ်တော့ကျွန်တော်လည်းဒီတိုင်းဆက်ပြီးတော့ရုပ်ပြန်သွားမှာပါဆီကတိုင်းဒီကိုပြန်လဲထူအောင်ပဲစာချုပ်တယ်နောက်တော့ဒီစာချုပ်ကရိုးရိုးစာချုပ်မျိုးပေါ့ပြည်တော်မျိုးလွတ်တော်ကဥပဒေကိုပြဋ္ဌာန်းပြီးတော့ဥပဒေစာကြောင့်ဖြစ်အောင်လုပ်ပြီးသားဖြစ်တာကြောင့်ဥပဒေစာတမ်းဖြစ်သွားတယ်ပြည့်စုံမှုမလွယ်တော့ဘူး အစီအကိုရှေ့ဆုံးကံပြီးတော့ထွက်သွားတဲ့အဖွဲ့တွေရှိပါတယ်။အဲမဲ့တော့ဖုတ်ဖွဲ့လောက်ရှိပါတယ်။အစီအကိုထွက်သွားတဲ့အဖွဲ့တွေကဒီကဲတော့မှသူများမရှိဘဲနဲ့တော့မတရားသင်းတော့ကြောက်ဖက်အဖွဲ့ပြီးလို့ဆိုတော့ဆိုင်ဖို့တွေကြာတက်ခဲ့အလုပ်ကောင်းမှမလုပ်နိုင်ဘူး။အဲကြောင့် NC TA အောက်မှာဆိုရင်မတရားသင်းပဲပြက်ပြက်လေ။နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီကြောက်ဖက်အဖွဲ့ကြီးလည်းပြက်ပြက် အဲ့ဒီအခွင့်အရေးကိုကျွန်တော်ကောင်းကောင်းယူခဲ့တယ်။နော်အဲ့ဒီလိုယူလိုက်ရင်လည်းတော့ကိုလိုမျိုးကိုဒီစားကိုချင်းနေကောင်းကောင်းနေနိုင်တာကိုမတရားသိနေတဲ့ပါပါလို့။အဲ့ဒါကြောင့်ပါအားသာဒီဆယ်နှစ်ပြည်ဒုတိယလိုင်းမှာကံဝင်ဆက်ကံဝင်ဆက်နေတာလို့ပါလို့ပြောပါရှိပါတယ်။ အဲ့ဒါလည်းပဲပါကောလဲမစားတဲ့အမဲပဲနဲ့ပတ်တဲ့ idea ကိုတော့ပြောမဖြစ်တော့ဘူးမဖြစ်တော့တဲ့ကိစ္စမှာ client နဲ့ပြောရင်တော့သူကအစီအစဉ်သူက line မှာတချို့အကောင်တွေခုံလို့ပုံထားပါဘူးညာဒါတော့ပါပဲဟိုချုပ်ပါ အဲ့ဒီစာချုပ်ကကိုကိုတိုင်လက်မှတ်ရေးထုတ်ခဲ့တဲ့စာချုပ်ကိုတိုင်ဘာဖြစ်လို့ဖြည့်ဆည်းမှာလဲလူတို့တူတယောက်ကပြဲသွားပြီဆိုလို့ဒီစာချုပ်ကမပြည့်ဘူးအမိုင်းဝင်စာချုပ်ဖြစ်တယ်တိုင်းတိပြည်တိကဘာတိ ရှုပ်ဆိုခဲ့တဲ့စာရှုပ်ဖြစ်တယ်လို့အဲ့ဒီစာရှုပ်ကိုအရှိခံပြီးတော့ရှေ့ဖို့သွားဖို့ရတယ်ကိုကိုတိုင်တန်တိထန်တိပြုခဲ့ကြတယ်လက်မှတ်ထုတွေကိုတန်တိထန်ပြုတာအဲ့ဒါပါဖြစ်လို့ဖြစ်စင်းပါတယ်လူတူဦးတရားဖြစ်စင်းလို့မရဘူးတစ်ခွက်တည်းအပွဲရှင်ပြည့်စည်လို့လည်းမရဘူး။လက်မထိုးထားတဲ့လူ အားလုံးသူကပြည့်စည်ပါပြီဆိုပြီးမှရရင်ရရမယ်။ဟုတ်ကဲ့ပါ။အဲ့ဒါကြောင့်မဖြစ်နိုင်ဘူး။ဟုတ်ကဲ့ပါ။ ဝါရှော့တွေရှိတယ်အဲဆဲရှော့ဆဲခွန်မှာဝါရှော့တွေရှိတယ်ဒီဝါရှော့တွေမှာလည်းတိုင်းပြည်ရဲ့ငင်းချမ်းတရားရေးကိုကျန်၈၀ကျိုးစားကြဖို့အတွက်ပဲဆွေးနွေးကြမှာဖြစ်တယ်အဲ့လိုဆွေးနွေးကြရင်းနဲ့ပဲ ဟိုနန်းသားတွေရတာဟုတ်ကဲ့ပြီးလို့ရှိရင်အစီတိုင်းရင်းသားလဲလဲကြိုင်တော့လည်းခွဲစည်းတွေကလည်းမြင်းချရဲ့ပေါ်စင်ဆက်မပြဆွေးနေတယ်အဲ့ကရလာကိုတို့ကိုတိုင်ကနေပြီးတော့ဆွေးနေရင်ဆွေးနေရင်တိုက်ပွဲထဲမှာရှိနေကြတဲ့တခြားသောအာ တန်စီလည်းမှမထွေးရသေးတဲ့တိုင်းရင်သားလဲလဲကြိုက်တော်လာရဲ့အဖွဲ့အစည်းတွေအလုံးပါဝင်လာတာဟုတ်အဲ့လိုမျိုးအများကြီးမျိုးနှိမ့်ချက်ရှိတယ်အလုံးကစပွဲဝင်းကိုရလာဖို့အတွက်မျိုးနှိမ့်ချက်တွေရှိကြတယ်ဟုတ်ကဲ့ပါအလုံးကစပွဲဝင်းကိုရလာမှဒီတိုင်းပြည်ကငြိမ်းချမ်းပါဟုတ်ကဲ့ဟိုဥပမာတစ်ခုကိုပြောချင်တယ် NCA စာချုပ်ကိုလက်မှတ်ရေးထိုးလိုက်ပြီလို့ဆိုတဲ့နေ့မှာ24ရက်နေ့အတွင်းမှာတိုက်ပွဲသနတ်တန်လုံးဝမရှိတော့ဘူး။အဲ့ဒါသားတို့ကဟိုပါပေါ့။သမိုင်းကိုမသိခဲ့လို့ ့24နိုင်ရွတ်မှာအတိုင်းပြင်လို့မှာတနက်ကဆဲသွားတာဟာ NCA စာချုပ်ချုပ်ဖြစ်နေတယ်။အဲ့ဒါတက်တယ်ပြန်နေခဲ့ပြီလို့အခုလည်း NCA စာချုပ်ပြန်နောက်ထပ်စာချုပ်ဟိုဖြစ်လာမယ်မဖြစ်လာမှာပြောနေဘူး။ဒါပေမဲ့ NCA ရဲ့အထက်သာရကံပြီးတော့မှတော့တော့ဖြစ်ဟုတ်ကဲ့ပါကောက်ပွဲကိုကျွန်တော်တို့ဝအဖွဲ့အနေနဲ့ဒီအားပေးထောက်ခံသွားမယ်ဆိုတဲ့ message ကျွန်တော်တို့ပေးလိုပါတယ်။ဟုတ်ကဲ့။တခြား media တွေတချို့ရေးတာဗျာအဲ့ဒါမှန်မှန်ပါဘူး။ဒီကိစ္စနဲ့ ျွန်တော်တို့အားပေးထောက်ခံသွားမယ်ဆိုတဲ့ဒီ message လဲကျွန်တော်တို့ဘုံဌာနချုပ်အနေနဲ့လဲကျွန်တော်တို့ဒီထုတ်ပြန်ခဲ့ပြီးသားပါဘူးဆိုတော့အဲ့အားပေးထောက်ခံမယ်ဆိုတော့ဘဝဟာတော့ကျွန်တော်တို့ဘယ်လိုအတိတ်ပဲထပ်ဖွင့်လို့ရအောင်အခု၈လောက်ပါကတက်ကြွရည်ရဖြစ်နေတယ်ဆိုတော့ဒါနေမြေလုံးကျုံကြီးတွေနေမြေလုံးကြီးအတွက်ပေါ့အခုတော့တောင်းတချာ အရှမ်းမြောက်နဲ့ပတ်သက်တဲ့ကိစ္စရတယ်တော့ဒါအတကန်လာပေါ့ခုနကကျွန်တော်ပြောလို့ဒါရွရွရှင်းရှင်းလေးပါကျွန်တော်တို့ဒီဝအဖွဲ့ UWS ရအဖွဲ့ရတဲ့ဘောသားနေနေတယ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမှကျွန်တော်တို့အားပေးထောက်ခံသွားမယ်ဆိုတဲ့ဘောသားပဲကျွန်တော်တို့ကျွန်တော်ပေးလို့ပါတယ်ပေါ့နော် ဟုတ်တယ်ဟုတ်တယ်အခုဒီဒီခန်းတော့လည်းပတ်သက်ပြီးတော့ message မဆုံးနေတော့အခုပါထပ်ပြီးပြောကြတယ်အာခုနပြောတယ်လို့မျိုးပါပဲเนาะတနိုင်ကန်လုံးအတိုင်းတာနေနဲ့အားလုံးပေါ့เนาะကွက်ချမ်းငိန်ချမ်းတာမဟုတ်ပဲနဲ့တနိုင်ကန်လုံးဒီငိန်ချမ်းရေးအမြန်ဆုံးရဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်เนาะအာဗီဒီယိုတရက်လုံးလိုလားတောင်းတာလည်းအရာဖြစ်တယ်เนาะဖြစ်တယ်ပါအာကျွန်တော်အမြင်ကတော့ဒီအပြည့်ပြည့်ဆိုင်ရာဒီပညာရှင်တွေပေါ့เนาะ ပြည်ဆိုင်ပညာရှင်ဆိုတော့လေကျွန်တော်ထဲကဒီအာဟိုကဂျီကပ်နိုင်ကကေမူအာဘူဂျိုဂျီဟောင်းနောက်တစ်ခါကျွန်တော်တို့အင်ဒိုနီးရှားကအာဒီအာချီပြိပကမှာသူကိုယ်တိုင်ပါဝင်ခဲ့တဲ့သူကိုယ်တိုင်တိုက်ပွဲဝင်နေသူကိုယ်တိုင်မင်းဒီနေနေမှာပါတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီစင်တစ်တာမှာကျွန်တော်ဘာတွေမှားနေတယ်လဲပေါ့ကိုယ့်ကိုယ်တော့ပြန်ကြည့်တင်တာပေါ့နော်အာကျွန်တော်တို့က တစ်ဖက်ကလည်းအာအစိုးရတွေဘက်ကလည်းအာကိုမှန်တယ်လို့ပြောလို့မရသလိုတိုင်းသားတွေဘက်ကလည်းကိုမှန်တယ်လို့ပြောလို့မရဘူးပေါ့နော်အဲ့တော့ဒီတိုင်းသားလည်းနဲ့ခြင်တွေဘက်ကတော့အများတန်း workshop စီ international အဖွဲ့အစည်းတွေနဲ့အများတန်းတွေ့နေတော့သူတို့ကတော့ပုံပြီးအာနိုင်ငံတကာနဲ့ပုံပြီးဆက်ဆက်တာပုံများတယ်သူတို့ lesson learn အတွေ့အကြုံကောင်းလာတယ်သူတို့ရပါတယ်အဲ့တော့အခုဒီနေ့လို့ဟလာဒီ နိုင်ငံတော်ကြီးအကြီးအကဲတွေဗာရီကစတိုင်းနားထောင်ရတဲ့အနေအထားမှာကျွန်တော်တို့တိုင်းပြည်ကဒါဒီတဲ့ဘာပဲပြောပြောကျွန်တော်တို့တွေအလားလားရှိနိုင်တဲ့အနေအထားကိုရောက်တယ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျရှိမှာကျွန်တော်တို့ပြည်ပခတွေကအများကြီးပဲ။ PCA အတွက်ပေါ်စိန်ခေါ်မှုကဘာတွေများရှိနေတုံးမလဲ။စိန်ခေါ်မှုကတော့တယောက်နဲ့တယောက်ယုံကြည်မှုမလုပ်နိုင်ရင်စိန်ခေါ်မှုကကြီးနေဦးမယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ခါ ဒီယုံကြည်မှုကိုစောက်ဖို့ဆိုတာဟိုတရားနဲ့တရားထိတွေ့ကျွန်တော်တတိထားမိသလောက်2000 2အ74လောက်ပါကျွန်တော်တို့ဒီတန်းသားတွေနဲ့တော်တော်တွေ့နေတာကဒါလေးဘာပဲပြောပြောတရားနဲ့တရားယုံကြည်အောင်လုပ်ကြတယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ထင်တယ်ကျွန်တော်တို့ဆက်ပြီးတော့ကိုယ့်လူမျိုးချင်းချင်းမြန်မာပြည်သားချင်းချင်းနစ်နာအောင်တည်ကြည်အောင်လုပ်မယ်အစား သူကတော့နောက်တလန်းအနေနဲ့ကျွန်တော်တို့ဒါအာဒီဆွေးနွေးသင့်တယ်လို့ကျွန်တော်ထင်တယ်နော်။ဘာလို့လဲဆိုတော့စက်တက်နေတတ်တာပဲရှိမှာလေ။အိမ်တွေပြတ်သွားတာလည်းရှိမှာ။ပြတ်ဆော့ဖို့ဆိုတော့တော်တော်ခက်တယ်နော်။ကျွန်တော်ထင်တယ်။အဲ့တော့အချားနီလန်တစ်ခုနဲ့ဒီနိုင်ငံရေးပြဿနာကိုဖြေရှာပါလို့အချမ်းပြီးစော